အလုံးမေးတည်ခြင်းလုံးနေတဲ့ချမ်းဟိုရဲ့ထောင်ဖောက်ပြေးမှုကိုထောင်မှုကြီးစီတင်ရောက်သွားခဲ့ပါတယ်။ဂုံချီဝန်းစီကပတ်စံပြန်မရမချင်းချမ်းဟိုကိုလုံးဝမထိနဲ့ဆိုတဲ့စကားကြောက်ရဲပတ်စံပြန်ရရင်လည်းလက်ဆောင်အကြီးကြီးပေးမယ်ဆိုတဲ့စကားကြောက်ရဲထောင်ဖောက်ပြေးသူကိုပြစ်မိတ်ပေးထားတာရုတ်သိမ်းလိုက်ပါတယ်။ထမှန်တိုက်ပိုက်ခံနေရင်ဘေးမောက်အဖြစ်သူ့ကိုချောချထားသူကတခြားသူဖြစ်ပြီးသူ့ကိုအစားဖြောက်ဖို့ကြံစီနေတဲ့ VIP တွေမဖြစ်နိုင်မဲရိပ်မိလာပါတယ်။မြို့ဘက်မှလည်းအလုံးဝင်ရတဲ့ဆက်စားချင်းနေမှရင်လုံးဖောက်ကိုင်ဖက်တွေကတစ်တယောက်တည်းကိုပဲအလုံးစုပုံခိုင်းကပညာပြနေခဲ့ပါတယ်။လူတယောက်က အရေးပေါ်အခြေအနေဖြစ်တာကြောင့်သူတက်ကြွနဲ့သူနာပြုအသက်ငယ်နည်းနဲ့ကယ်တင်လိုက်နိုင်ပါတယ်။စေယောင်ဂျီပါရောက်လာကသူ့ကိုမချီးကျူးတဲ့အပြင်အပြစ်တောင်ပြောဆိုသွားပါတယ်။ဒီလူနာဆောင်အထက်မှာလူနာအကုန်လုံးကမိသားစုဝင်တွေကိုယ်တိုင်အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်တာလက်မခံပဲဒီတိုင်းလူနာကိုပေးသိမ့်လိုက်တယ်ဆိုတာကိုထူးဆန်းစွာမိဟိုကြားလာခဲ့ရပါတယ်။သူ့ရဲ့တာဝန်ထက်ပိုတဲ့အရာမတက်ဆိုင်တာဘာမှမလုပ်ဖို့ကိုလည်းတတိပေးခံလိုက်ရပါတယ်။စေယောင်အလုပ်အသစ်မှာကြုံခဲ့တဲ့ထူးဆန်းပွဲကိုသူ့အဖေနဲ့အိုဆောင်ရှိကိုပြပြနေခဲ့ပါတယ်။အခုလိုထူးထူးဆန်းဆန်းလူနာကိုမကယ်တင်ပဲပေးသိမ့် လိုက်တာကပေါမုကစိုးချိန်ရောင်ရဲ့ဆာရွက်စာတန်းနဲ့ပတ်သက်မှုရှိနေနိုင်ကြောင်းကောက်ချက်ချမိပါတယ်။အိုဆောင်ရှိကတော့ချမ်းဟုတ်ပေးခိုင်းလိုက်တဲ့ကွာချင်းစာချုပ်ကိုပြလိုက်တော့ကျွန်တော်ကော်မော်လီအေမှလို့မိဟုကထတောင်းချမ်းလိုက်ကလက်မခံနိုင်ပဲစာချုပ်ကိုဆုတ်ဖြဲလိုက်ပါတယ်။ဈေးဥမှာလည်းပေါမုကစိုးချိန်ရောင်နဲ့ပတ်သက်တဲ့မြောက်ကိုဟိုဟိုတီတီစုံစမ်းနေခဲ့ပါတယ်။အဲ့လိုစုံစမ်းမှုကြောင့်ဈေးရောင်အုံကြီးကခေါ်တွေ့ကပေးမောက်မိန်မဖြစ်နေတာတီလို့အလုတ်ထွက်ရင်ပြောပါတယ်။မိဟုကတော့အလုတ်တမားကိုကောက်ွဲတဲ့ဥပဒေရှိကသူ့ကိုဒီတိုင်းထွက်ခိုင်းလို့မရကြောင်းပြောပြီးပေါမုကစိုးချိန်ရောင်ရဲ့ဆာရွက်စာ တန်းဆိုတာဘသူစီမှာရှိနေလဲနဲ့ချောင်းဝကိုအမှုအတူကစေယုံအုပ်ရဲ့ယောက်ျားမြို့တော်ဝင်ချွဲတော်ဟာဖြစ်တာကြောင့်စာရွက်စာတန်းကဘာအကြောင်းရာတွေလဲမင်းနေခဲ့ပေမဲ့စေယုံအုပ်ကြီးကတော့အဲအမှုကြောင့်စေယုံကလည်းတော်တော်တိကျနေနာခဲ့ကြောင်းပြောပြီးမဆိုင်တာတွေဝင်မပါဖို့သာပြောလွတ်လိုက်ပါတယ်လူနာရှင်တယောက်ကလည်းထူးဆန်းစွာမီဟိုကိုအကူအညီလာတောင်းနေတယ်လို့ပမောက်ကစောချေဟောင်းကိုလူနာတွေကကောင်းတဲ့လူလို့မြင်ပြီးစေယုံဆရာဝင်နဲ့ဝန်ထမ်းတွေကတော့မကောင်းတဲ့လူလို့မြင်နေခဲ့တာကြောင့်တေချာပေါက်ဖုံးကယ်မှုတွေရှိလို့နေတာရိပ်မိလာခဲ့ပါတယ်ခေါမူးကြီးကလက်စားတဲ့စားပွဲကြီးဖြစ်နေပြီး ီးမိခင်တက်တာမှလည်းရွှေရင်ငွေတွေပတ်စံတချို့ရှိလို့နေခဲ့ပါတယ်။ထောင်သားတွေကိုလူစုခိုင်းကသူကဒီထောင်ရဲ့ဖျားတခင်ဘာညာနဲ့လေကြီးလေကျယ်တွေပြောနေပြီးသူ့ကိုလက်ထိုးတဲ့အကျဉ်းသားတွေကိုအစင်းမြင့်လူတွေမထိုးတဲ့သူတွေကိုအစင်းနဲ့စက်တစ်ဖြစ်လူတန်းစားခွဲခြားခဲ့ပါတယ်။အခန်းကောင်းဆောင်ရှေ့ပြဟောဆေးရအပေါ်ဝင်အစင်းမြင့်လူတွေကတော့တတောက်တတာနေထိုင်ဆက်တောက်ရပြီးချမ်းဟိုနဲ့အနားမှာအလုတ်ကျွေးပြုတ်တဲ့ Jerry မနေ့ကခလေးတယောက်လိုငိုခဲ့တဲ့စိုက်ကိုကောင်တို့ကတော့အစင်းနဲ့ဖြစ်တက်မဲ့ခံရကမစင်သွင်းတဲ့မှာအလုလုနေခဲ့ရပါတယ်။ VIP တွေကလည်းဘိမောက်ပတ်ချမ်းဟိုကိုတက်ဖြစ်ဖို့အစီအစဉ် င်ဆွဲနေပြီးမျက်လုံးတစ်ဖက်မွေးနေတဲ့ကောင်ကိုအပေးယူလုပ်ခဲ့ပါတယ်အဲ့လိုနဲ့အကျဉ်းသားများနားနေချင်းအလွန်တေးချင်းလုံးတဲ့ချမ်းဟူကိုတော်ရောက်လောက်ကြံတော့ဟိုကောင်ချမ်းဟူဒီတစ်ခါပြန်လေခုခံခဲ့ပါတယ်ရိုးရိုးတဲတဲဖြစ်ကထောင်ဆောက်တွေလာရောက်ဖြိုခွင်းခဲ့လို့ချမ်းဟူတယောက်လက်တာဓာတ်နေရာရပြီးတုံးချိုင်းခွင်းကိုမရောက်ခဲ့တာပါလက်တရာကိုစေးထည့်နေရင်လေဘသူကများသူ့ကိုဘေးမောက်အဖြစ်ဖန်တီးလိုက်တာလေစဉ်းစားရခတ်နေခဲ့ပါတယ်ထောင်မုန်းကလည်းသူကယ်တင်လို့သာအသက်ရှင်တာဘာညာဖြာဝင်ခင်းပါတယ်ချမ်းဟူကဘေးမောက်ဖြစ်နေတာကိုသူမယုံမိမဲ့ဂုံကြီးဟွန်းကယုံကြည်နေလို့သူ့ပတ်စံပြန်ရယူရတဲ့ အခုသည်အသက်မထွက်သေးတာဖြစ်ကြောင်းဘင်းမောင်မဟုတ်ကြောင်းအလေးပေါ်ရာနှင့်တခါရဲသေပြီးသားမှတ်ပေါမုတ်ကစောချင်အောင်အသက်ခံရတဲ့ဗီဒီယိုကိုကြည့်မိတာမင်းအပြင်ဘသူရှိသေးလဲမိမိသားစုတွေကိုပါအသက်အနည်းရဲ့ချိန်ချောက်လာနိုင်တယ်ပြောလိုက်တာနဲ့ချမ်းဟုတ်တယောက်သူ့မိမောက်ကိုမထိနဲ့လို့ဒေါရထွက်လာကသူကဘင်းမောက်ဖြစ်တာကြောင့်သူ့မိမောက်ကိုထိခိုက်အောင်လုပ်တာနဲ့အကုန်လုံးဒုက္ခရောက်ကုန်ပဲချိန်ချောက်ပြောဆိုလိုက်ပါတယ်မျိုးဘက်မှာအမှုစစ်ကချမ်းဝင်နဲ့ပတ်သက်ပြီးစစ်မေးနေတာကိုဘင်းမောက်မဟုတ်ကြောင်းသူ့ယောက်ျားကိုအကျဉ်းမဲ့ယုံကြည်ကြောင်းတုံ့ပြန်ဖြေကြားလို့နေခဲ့ပါတယ်စစ်မေးတမျှအကုန်ကိုလည်းမျိုးတော်ဝင်ချွဲတို့ဟာက စောက်ကြည့်လို့နေခဲ့ပါတယ်။ထောင်မှုကိုလက်မထိုးနိုင်လို့အစိမ့်နေဖြစ်ရတဲ့အုပ်စုကလည်းလောက်ရတဲ့အလုပ်ကမစင်ကြုံရတာအစအတော့ကြတော့လေတရိစ္ဆာန်စားသလိုကျွေးမွေးနေလို့ဒေါသထွက်နေပါတယ်။ဘင်းမောက်ချမ်းဟုတ်ရဲ့ဘိုက်ပေါက်ထွက်အောင်ကျွေးမယ်လို့ဥဆောင်မှုဖြစ်မစင်ဘုံကိုစီကိုင်းကထောင်မှုစီတရိစ္ဆာန်အစာမဟုတ်ပဲစောက်ကောင်းစောက်ကောင်းတွေကျွေးပါလို့ဆန္ဒပြနေခဲ့ပါတယ်။ဆန္ဒပြမှုကြောင့်ရေရွတ်တဲဖြစ်သွားကအနီးနားတစ်ဝိုက်မှာလေမစင်နဲ့များမှုကြိုင်နေခဲ့ပါတယ်။ထောင်မှုဘက်ကလည်းဘင်းမောက်လိုဝန်ခံထားတဲ့ချမ်းဟုတ်တောင်းဆိုမှုကိုလက်ခံလိုက်ရပြီးသူ့ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ပဲဘင်းမောက်ဖြစ်တယ်လို့ဝန် င်ခံခဲ့တာကိုဂုံဂျင်ဟွန်းကိုပြောပြီးသားကြောင့် BIM တွေထိရှင်နိုင်ထိလို့မရတော့တလို့သူလည်းဂုံဂျင်ဟွန်းပြောတဲ့အတိုင်းချမ်းဟိုကိုထားရတော့မှာပဲဖြစ်ပါရဲ့ဆန္ဒပြမှုအသေးစားလေးအောင်မြင်တာကြောင့်ပျော်ရွှင်စွာထောင်တမင်းဟင်းကိုစားနေချင်းချမ်းဟိုကိုအိုဆောင်ချင်းနဲ့မိဟိုတို့လာတွေ့ခဲ့ပါရဲ့တငငချင်းဖြစ်သူကတော့မစင်တွင်းထဲကအဝတ်အစားကြောင့်အနက်ထွက်နေတဲ့ချမ်းဟိုကိုမိဟိုနဲ့အေးစစ်စကားပြောရင်ခဏရှောင်ပေးခဲ့ပါရဲ့မိဟိုကတော့ချမ်းဟိုကိုကထွက်နေတဲ့အနက်အလက်ကိုအာရုံမစိုက်ပဲပြေးဖက်ကကွာရှင်းဖို့ပြောမနေပဲသူသာအခုလိုဒုက္ခရောက်ထောင်ချနေရင်ချမ်းဟိုဘက်ကလည်းစူးစမ်းပြီးတက်တေ ရှာပေးလွတ်မြောက်အောင်လုပ်ပါမယ်မဟုတ်ဘူးလားအဲ့ဒါကြောင့်သူလေလုံးဝမကွာရှင်းပေးနိုင်ဘူးအတူတူကြော်ဖြတ်ကြမယ်လို့ပြောကမမတယောက်ရဲ့တာဝန်ကိုကြေပိုအောင်ထမ်းဆောင်အားပေးခဲ့ပါတယ်တိုက်ပိတ်ခံရတဲ့အခန်းကိုပြန်ရောက်တော့တက်တင်မဲ့စိတ်ကူးပြောင်းသွားကချစ်ရတဲ့မိဟုအတွက်ပဲဖြစ်ဖြစ်အသက်ရှင်အောင်ကြိုးစားပြီး BIB တွေကိုကသူ့ကိုဘေးမောက်အဖြစ်ကြောက်ရှာခဲ့တဲ့သူကိုရှာဖွေဖော်ထုတ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်လူတယောက်ကသူဖြစ်လို့တဲ့ပုံစံကိုအရင်စိတ်ကူးထဲမှာလက်ခံယုံကြည်မှသာအဲ့ဖြစ်ချင်တဲ့ပုံစံကအပြစ်မှလက်တွေ့ဖြစ်လာမှာကြောင့်ချမ်းဟုတ်တယောက်သူ့ကိုသူဘေးမောက်အဖြစ်စိတ်ထဲမှာခံယူလိုက်ပါ ါတယ်တိုက်ပွဲတစ်ခုတိုက်ရမယ်ဆိုရင်လေတပ်သားတွေကိုစုဆောင်းဖို့လိုအပ်တာကြောင့်ရှင်းရင်ဘဝသုံးကလိုပဲလေကြီးလေကျင်းနဲ့အကျဉ်းသားတွေရဲ့ဖြစ်ချင်တဲ့ဆန္ဒကိုဘင်းမောက်ဖြစ်တဲ့သူကပြအောင်လုပ်ပေးမယ်တည်င်းလှုပ်လိုက်ပါတယ်သူ့ရဲ့တည်င်းစကားကိုအကျဉ်းသားဘသူမှမယုံကြည်နေပဲရှစ်ပြဟောဆရာနဲ့စိုက်ကိုကောင်နှစ်ယောက်သာဖြစ်ချင်တဲ့ဆန္ဒကိုဖျားဝှက်ပြုတ်ပြီးအပြစ်ဝင်ချတဲ့နေရာမှာလာပြောပါတယ်ရှစ်ပြဟောဆရာကတော့သူကကားတိုက်မှုတစ်ခုကြောင့်ကိစ္စတွေရှုပ်ထွေးပြီးအခုလိုထောင်ချလာရတာဖြစ်ပြီးပျောက်ဆုံးနေတဲ့သူ့သမီးလေးကိုရှာပေးရန်တောင်းဆိုပါတယ်စိုက်ကိုကောင်ကတော့ကင်းစားဖြစ်နေတဲ့သူ့အမေဒ တွက်စစ်ကူတာစီရဲ့လိုအပ်တာကြောင့်ဝမ်းနည်းစွာတောင်းဆိုနေခဲ့ပါတယ်။ BIM 3ယောက်ကလည်းချမ်းဟိုကိုတပ်ပစ်ဖို့အတွက် ထောင်မှုကိုပြောပေမဲ့ဂုံချင်ဟွန်းလက်မခံဘူးလို့သာညင်းနေခဲ့ပါတယ်။တွဲရခတ်နေတာကြောင့်ပတ်ဆက်များများနဲ့လက်ထိုးလိုက်ကဝင်ပတ်သက်စီရမလိုပဲသူတို့အစီအစဉ်ကိုမသိချင်အောင်ဆောင်ပေးုံပဲဖြစ်ပြီးဘသူမှမသိတာကြောင့်ဂုံချင်ဟွန်းလည်းမသိတော့ဘူးလို့ကတိပေးလိုက်ပါတယ်။သူတို့အစီအစဉ်ကတော့မျက်လုံးတစ်ဖက်မွဲနေတဲ့ကောင်ကိုချမ်းဟိုတို့ထောင်ခံစီပြောင်းရွှေ့နေတိုင်ခိုင်းတာပဲဖြစ်ပါတယ်။ချမ်းဟိုကလည်းထောင်မှုကပါသူ့ကိုတတ်မဲ့အစီအစဉ်ကိုလိလိရှုခဲ့တာရိမ့်မိကတတိက ကြီးကြီးထားနေခဲ့ပါတယ်။မျက်လုံးမွဲတဲ့ကောင်ကတော့ဗစ်မောက်ချမ်းဟုတ်ကိုအလုတ်ကျေးပြုတ်ရမယ်ခတိပေးခဲ့ပြီး VIP 3ယောက်ကခိုင်းတော့ကခိုင်းပြီးပတ်စံကိုအပြည့်မပေးလို့အခုလိုဗက်ပြောင်းလာရတာဖြစ်ကြောင်းပြောပါတယ်။ဒါပေမဲ့တကယ်ဗစ်မောက်ကိုလှုပ်ကြံမဲ့အစီအစဉ်ကိုဒီကောက်ချစ်တဲ့ကောင်တွေလက်နဲ့တချို့နဲ့စက်တင်မှုပြင်ဆင်ပါတယ်။ထောင်မှုကလည်းလက်ထုံးငွေယူထားက CCTV ကတွေ့တိမြတ်ကိုလစ်လျူရှုထားခဲ့ပါတယ်။လူရင်အားအလုံးရင်းဖြစ်ချမ်းဟုတ် Jerry စိုက်ကိုကောင်နဲ့ရစ်ပစ်ဟောဆရာတို့အပါအဝင်ဗစ်မောက်ကိုတိစခံထားတဲ့လူတချို့ရှိရစီရောက်လာပြီးစတင်တိုက်ခိုက်ပါတယ်။တကယ်တမ်းအခုလိုရွရွ ုတ်တဲတယ်ဖြစ်နေတဲ့အခြေအနေကိုအယောင်ပြပြီးတိုက်ခိုက်မှုတွေကြာလူတွေရှုပ်ချက်ခတ်နေရင်စိုက်ကိုကောင်ကချမ်းမှုကိုတတ်ဖို့ရန်အတွက် BIMB တွေကြိုတင်ကြက်စီထားတဲ့ဝက်ဖဲတစ်ခုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ရှေ့ပြဟော့ဆီယာကချမ်းမှုအတွက်ဓာဝင်ထိုးခံကနာကျင်စွာအော်နေရင်အပိုင်းသုံးလေးလည်းပြီးသွားခဲ့ပါတယ်။အတော့ဘင်းမောက်အပိုင်းသုံးဖြစ်ပြီးတော့မှအပိုင်းလေးလေးကိုလည်းအမြန်ဆုံးတင်ပြီးသွားမှမို့လို့ subscribe လေးလုပ်ပြီးတော့မှအားပေးစောင့်ကြည့်ပေးပါအောင်ခင်ဗျာ။